အလုံးမင်္ဂလာပါကျွန်တော်ကတော့အနန္တစီနာဖောင်ဒေးရှင်းကဒေါက်တာတရားခမောင်ပဲဖြစ်ပါတယ်အဲ့တော့အရက်ထဲမှာပြောနေကြတယ်အာဆရာကြီးအမိကတော့တွေးတိုးရှိလို့ဒီဖြက်ကာကိုဈေးသွားထုတ်ပြလိုက်ရအခုတော့စိတ်ချသွားရပြီဆရာကြီးဆရာမကြီးစီကမ်းမှာအဖေကတော့လေဖြက်ကာကိုဈေးလေးထုတ်ပြခြင်းလို့တဖို့ဒီလိုမျိုးပေါ့နော်အရက်ထဲမှာပြောများနေကြပါတယ်အာပြီးရင်တော့ဈေးကြီးပေးပြီးတော့ဘယ်နဲ့သိန်းတော့အကုန်ချခံပြီးတော့လေဖြက်ကာကိုဈေးထိုးလိုက်ရတယ် ဒါမျိုးကြီးလည်းကြွားဝါပြီးပြောနေကြတဲ့အထိဖြစ်ပါတယ်။ဒါဆိုရင်ရက်ထက်မှဒီလိုမျိုးလူပြောများနေတဲ့လေဖြတ်ကာကွယ်ဆေးဆိုတာဘာလဲ။တကယ်ကောလေဖြတ်ယောဂကိုကာကွယ်နိုင်ရင်လားဆိုတာဒီနေ့ဗီဒီယိုလေးမှာပြောပြပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့လေဖြတ်တယ်ဆိုတာဘာလဲပေါ့။ကျွန်တော်တို့လေဖြတ်ကာကွယ်ဆေးတွေအကြောင်းမပြောခင်လေဖြတ်တယ်ဆိုတာဘာလဲဆိုတာသိချာသိထားဖို့လိုအပ်ပါတယ်။ဒါမှသာတကယ်ဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတာစဉ်းစားလို့ရမှာဖြစ်ပါတယ်။ ဲ့တော့လေဖြတ်တယ်ဆိုတာကျွန်တော်တို့အုံနောက်ကိုပုံမှန်ပြောရရင်တော့သွေးမလျှောက်တော့ဘင်းနဲ့အဲအုံနောက်သွေးကြောပေါ့နော်အဲတခုခုပိတ်သွားလို့ဖြစ်နိုင်ပါတယ်အဲ့တော့နှစ်ပိုင်းရှိပါတယ်အုံနောက်သွေးကြောကိုတခုခုလာပြီးတော့ပိတ်သွားလို့ပဲသွေးမလျှောက်တော့တာလားဒါမှမဟုတ်ရင်သွေးတိုးပြီးတော့အုံနောက်သွေးကြောပောက်ပြီးတော့ပဲသွေးဆက်မလျှောက်တော့တာလားပေါ့ဒီလိုမျိုးနှစ်မျိုးရှိပါတယ် ဲ့တော့ကျွန်တော်တို့ဘလို့လူတွေအဖြစ်များသလဲဆိုရင်အဲတွေးလို့ယောဂါရှိတဲ့လူတွေတွေးရင်းအစီတက်အများကြီးလူတွေအဝလွန်တဲ့လူတွေတွေးကြယောဂါရှိတဲ့လူတွေဝင်းရီစေးတုံးဆွဲတဲ့လူတွေအဲနှလုံးယောဂါအခန့်ရှိတဲ့လူတွေအထူးသဖြင့်နှလုံးစည်းချက်မမှန်တာကျွန်တော်တို့ဒါမျိုးနှလုံးညင်အားနေတာပေါ့နော်ဒီလိုယောဂါအခန့်ရှိတဲ့လူတွေမှာဆိုရင်လေဖြက်ယောဂါပိုဖြစ်နိုင်နေဆိုတာတွေ့ရပါတယ်လေဖြက်ကာကွယ်တဲ့စီရီကဘာရည်လဲပေါ့ကျွန်တော်တို့ပုံမှန်သုံးမိကြတယ်လေဖြက်ကာကွယ်စေးသူထိုးနေကြတဲ့စီရီကတော့ ဗိုင်းရပ်စီဒန်စီဒီကိုလင်းနဲ့ဆေးဘရိုလိုက်စင်ဆိုတဲ့ဆေးတွေပဲဖြစ်ပါတယ်။အဲဒီမှာမှပါရာစီဒန်ဆိုတဲ့ဆေးရဆိုရင်အာအတက်ယောဂအသမားတွေအတွက်သုံးတဲ့အပြင်ကိုမှန်ညံချို့တဲ့တဲ့ယောဂတချို့မှာပါသုံးဆွဲတာဖြစ်ပါတယ်။စီဒီကိုလင်းနဲ့ဆေးဘရိုလိုက်စင်ကိုဆေးမျိုးကတော့အုံနောက်ဆပ်လီမန့်အနေနဲ့ဖြည့်ဆွက်ပြီးတော့သုံးကြတာများပါတယ်။အဲတော့တကယ်တမ်းသူတို့ရဲ့အာနိသင်တွေနဲ့ပတ်သက်လို့ကတော့အုံနောက်သွေးကြောပိတ်တာပေါက်တာတွေနဲ့ပတ်သက်လို့ကတော့ထိရောက်မှုမရှိဘူးဆိုတာတွေ့ရပါတယ်။ တကယ်ပဲထိရောက်မှုရှိရလားပေါ့အဲ့တော့ဒီစီးတီးရဲ့လှုပ်ဆောင်ချက်နဲ့ပတ်သက်လို့သူရဲ့အာနိသင်ထိရောက်မှုတွေကအုံနောက်သွေးကြောပိတ်တာအုံနောက်သွေးကြောပေါက်တာတွေနဲ့ပတ်သက်လို့တော့ထိရောက်မှုမရှိပါဘူးဒါကြောင့်မို့လို့ကာကွယ်နိုင်စွမ်းလည်းမရှိပါဘူးအဲဒါအပြင်ဒီစီးတီးကိုထိုးထားတယ်ဆိုပြီးတော့ယုံကြည်ပြီးတော့အသွေးရင်းပမာဏပေါ့နော်အထူးသဖြင့်အချိုဓာတ်ပမာဏရဲ့ပုံမှန်မထိန်သိမ်းတာသွေးပေါင်ခြင်းတွေမထိန်မဲနဲ့လလုတ်စပယ်အစာတောက်တွေမစင်ခြင်းမဲနေတာတွေကြောင့်မို့လို့ပို့ပြီးတော့တောင်မှပဲယောဂါတွေဆိုးရွားလာပြီးတော့ လေဖြတ်နိုင်ချေပူရောင်များပါသေးတယ်။ဒါကြောင့်မို့လို့ကောင်းကျိုးထက်ဆိုးကျိုးကပူရောင်များလာနိုင်ပါသေးတယ်။လေဖြတ်တာကိုကာကွယ်လို့မရအောင်လား။လေဖြတ်တာကိုကျွန်တော်တို့ကာကွယ်လို့ရပါတယ်။ဒါပေမဲ့ငွေကြေးကုန်ကြခံပြီးတင်းချီကုန်ခံပြီးဒီစည်းတွေထိုးဖို့ပြောတာမဟုတ်ပါဘူး။တကယ်တမ်းလေဖြတ်တာကိုတိတိယောက်ကာကွယ်ဖို့အတွက်ဆိုရင်သွေးရင်းအဆီဓာတ်ပမာဏမတက်အောင်ထိမ့်သိမ့်ပါဈေးပုံမှန်တောက်ပါသွေးရင်းအချိုဓာတ်ပမာဏမတက်အောင်ထိမ့်သိမ့်ပါသွေးပောင်ချိန်ပုံမှန်ထိမ့်သိမ့်ပါကိုလက်လှူရှာမှုလုပ်ပါအဝါမလုံအောင်ထိမ့်သိမ့်ပါအရက်ဆက်လိုက်စရှိသည့်ဖြင့်ဓာတ်တွေကိုရှောင်ကျင်ပါ ပြီးတော့နှလုံးယောဂအခန်းရှိသူတွေဆိုရင်ယောဂကိုသိချစနစ်တကျကုသပြီးတော့နေမယ်ဆိုရင်ကျွန်တော်တို့လေဖြတ်ယောဂကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒီနည်းလမ်းနေရာဆိုရင်ဖြစ်တော့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းနေပုံမှန်လေးပေါ့နော်လေဖြတ်ယောဂကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့လေဖြတ်ယောဂကိုကာကွယ်ဖို့အတွက်အရက်ထဲမှာပြောနေကြတဲ့ဇီဂျီဘေဘီထိုးနေရတဲ့ဆေးတွေကိုထိုးဖို့တောင်းတမှုမဟုတ်ပါဘူး။ပုံမှန်နေ့တူဝါပေါ့နော်ကျွန်တော်တို့လောက်သွားလို့ရတဲ့အရာလေးတွေ ဆောင်းနာပြောခဲ့တဲ့အချက်ကလေးတွေကိုတတိထားပြီးဆင်ခြင်မယ်ဆိုရင်လိဖြဲယောဂါကိုကာကွယ်နိုင်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့အဲငွေကုန်ကြေးကျခံပြီးတော့ဆောင်းနာလိုမျိုးစီးတွေကိုရှောက်ထုံးနိုင်မယ်အစားကျွန်တော်တို့နားလေတက်ကြွနဲ့ဆရာဝန်နေနဲ့စနစ်တကျတိုင်ပင်ပြီးဆွေးနွေးပြီးတော့နေထိုင်ကြင်ကြံမယ်အဲယောဂါတွေလည်းကုသထိမ့်သိမ်းထားမယ်ဆိုရင်လိဖြဲယောဂါကိုကာကွယ်နိုင်မှာဖြစ်ပါတယ်လို့တိုက်တွန်းလိုက်ရပါတယ် ကျွန်တော်တို့အနန္တစေနာဖောင်ဒေးရှင်းရဲ့ကျန်းမာရေးပညာပေးအစီအစဉ်တွေကိုအနန္တစေနာဖောင်ဒေးရှင်းရဲ့ Facebook page, YouTube, TikTok, Telegram channel တို့မှာလည်း like and follow လုပ်ထားပြီးတော့ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။